မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာတို့အချိန်လေးတွွေ့တွေ့နဲ့ပြောင်းလာတာအခုဆိုရင်2025ခုပုံ2025ရဲ့6လပိုင်းကိုပုံလို့10လပိုင်းအောက်တိုဘာလတာကိုရောက်ရှိလာပြီအဲဒီ10လပိုင်းအောက်တိုဘာလအတွင်းမှာစနေသားသမီးမိတ်ဆွေတွေဒီတလတာတော့ဒီမှာချောင်းရံဆောင်ရံအတွက်ကန်ဂျမာကွန်ဆတန်ကိုဆရာကဥပစွာခေါ်ကြားပြီးမှဖြစ်တဲ့အတွက်အဲစနေသားသမီးမိတ်ဆွေအားလုံးဆရာကိုဘယ်ကနေကြည့်နေရလဲဒီဗီဒီယိုလေးကိုမိတ်ဆွေတို့အနေနဲ့အဲဘယ်ကနေကြည့်နေရလဲဆိုတော့ဆရာကိုမှတ်မိကြပါအောင်ဥပစွာ ဇနီးသားသမီးမိတ်ဆွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်မြင်ကြပါစေကြောင်းဆရာကမေတ္တာပို့ဆုတောင်းဖော်ပြနာပြုတာအပ်ပါတယ်။ဒီ2025ခုနှစ်အောက်တိုဘာလတွင်မှာဇနီးသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာအရာရာကိုအဲဘာကိုဖြစ်ဖြစ်အဲကိုကိုကိုစိတ်ကြအားကြအကြနေတာမျိုးငါလုံမလုံနိုင်ရဲ့လား။ အဖြစ်မှဖြစ်ရလားငါကြိုးစားတာအောင်မအောင်ရရလားဆိုတဲ့စိတ်မျိုးလေးတွေငါတိထက်တော့ကိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြခြင်းကိုကိုကိုအားမကြခြင်းတွေအားမရခြင်းတွေများစွာဖြစ်ပေါ်နေတော့ကာလဖြစ်တဲ့အတွက်မိစေစနိတာသမီးများအနေနဲ့ဒီလာတာတော့ဒီမှာဘာကိုဖြစ်ဖြစ်ကိုကိုကိုအရင်ကြီးစိတ်ထမဖြစ်ရှင်တဲ့ဆန္ဒဇောကလေးတွေကိုအရင်ကြီးမပြင်းထန်ပါနဲ့အဲဖြစ်မိမိကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းတွေကိုကိုကိုကြုံနေရတော့ကာလပိုင်းခြားဖြစ်တဲ့အတွက်မိစေစနိတာသမီးတွေကဒီလာတာတော့ဒီမှာဘာကိုဖြစ်ဖြစ်အဲကိုကိုကိုအပြစ်မြင်တာမျိုးထက်အကောင်းကြီးတွေကိုမြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးသွားရင်ဘာကိုလို ို့လုံနောင်မှမရနဲ့ခြေကိုဆောင်ရွက်ပြီးတော့ငါဟာကောင်းတော့မှာဆိုတဲ့စိတ်ကလေးတွေမွေးမြူပြီးလှုပ်ဆောင်တာဟာမိစ္ဆာတို့ကပုံမူအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဆရာကအကြံပြုပြောပြလိုက်ပါပြီခင်ဗျာနော်ဒါအပြင်စနေသားသမီးမိစ္ဆာတို့များမိစ္ဆာတို့ရဲ့ဒီကလာတာတော့ဒီမှာကျမကြီးကျမကြီးနဲ့ပတ်သက်လာတဲ့အခါမှာ အဆင်အမြင်နဲ့ပတ်သက်တာမျိုးလေးတွေဒူးတို့ခါတို့နဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတတ်လို့မိတ်ဆွေစနေကြသမီးများအနေနဲ့အဆင်အမြင်နဲ့ပတ်သက်လာတဲ့အခါရှရောက်တို့တိခိုက်ချနာခြင်းမျိုးတွေလက်တို့ခန္ဓာကိုယ်အကျောအဆင်နဲ့ပတ်သက်တာမျိုးလေးတွေမှာထုံကျင်တာမျိုးနာကျင်တာမျိုးအကျောတင်အကျောတက်တာမျိုးလေးတွေအကျောထုံတာမျိုးတွေအဆရှိတဲ့အရာလေးတွေမှာတတိထားဆင်ခြင်ပေးရလိုအပ်ပြီးတော့ဂျန်နာကတော့ဆူဆူဝါးဝါးပါမှမရှိ လာပါဘူးခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တယ်အရှင်ကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကြအများရတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်ငွေကြေးနဲ့ပတ်သက်လာရင်ခရီးသွားကိစ္စလေးတွေကြောင့် မတင်မဖက်ခရီးသွားကိစ္စလေးတွေပေါ်လာတာမျိုးလေးတွေကြောင့်သူမဟုတ်အမေကြောင့်အမကြောင့်အခြားအကြောင်းပြုပြီးတော့ငွေချင်းနဲ့ပတ်တယ်ကိုကြောင့်မဟုတ်ပဲတပားသူကြောင့်တော့ငွေကုန်ကြည့်ကြအများရတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ဒါလေးတွေကိုတော့ဒီလတာတော့မှာခရီးသွားကိစ္စလေးတွေအဲဆနလို့ကမိသားစုကိစ္စလေးတွေအိမ်မေးကိစ္စလေးတွေအရှေ့ကိစ္စလေးတွေကြောင့်တော့ကိုကြောင့်မဟုတ်ပဲငွေချင်းနဲ့ပတ်တယ်ဝင်ဝင်နဲ့ထွက်ငွေဟာ မမြဲတာမျိုးလေးတွေဒီဘက်ကဝင်ဟိုဘက်ကထွက်နေတာမျိုးလေးဂျုံကတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ဖြစ်နိုင်လို့ရှိရင်ကိုယ်လက်ထက်ထားခြင်းတက်တစ်ခုတစ်ယောက်တူတစ်ယောက်ကိုစွန့်လာလို့ပေါ့ယင်းဤထားတာမျိုးရှိတဲ့ငွေကိုဘန်ထဲမှာထည့်ထားတာမျိုးဆရာငယ်ကိုပေးထားတာမျိုးလောက်ဆောင်လို့လည်းရပါတယ်လို့ဆရာကပြောလို့ပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ငွေမြဲစေရန်အတွက်တပါးရည်ရည်ရာလေးပြီးလိုက်တော့မယ်မိတ်ဆွေတို့ခင်ဗျငွေကြီးငွေမြဲစေရန်အတွက်ဆိုလို့ရှိရင်ငွေကြီးကံအားကောင်းစီပြီးတော့ငွေမြဲစေရန်အတွက်ဆရာတို့ ဒီ side ကတ်ထူ side လေးတစ်ခုပေါ့အပန်းရောင်ကတ်ထူ side လေးတစ်ခုပေါ့ဒီဘက်ကလည်းနှစ်လက်မှာအလျားကလည်းနှစ်လက်မှာအငံကလည်းနှစ်လက်မှာနှစ်လက်မှာနှစ်လက်မှာလေးကိုကတ်ရကိုက်ပြီးတဲ့ကတ်ထူ side ကလေးမှာ three gun လို့ပုံလေးတောင်းပြလေးဆွဲလိုက်ပါနော် three gun လို့ပုံလေးတောင်းပြလေးဆွဲလိုက်ဇာတာကိုတင်ပေးခဲ့ပြီးတယ်နော် three gun လို့တောင်းပြလေးဆွဲပြီးတော့မိတ်ဆွေတို့နဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကန်ကောင်းအဲ့ဒီကတ်ကလေးကိုပဲ plastic လောင်းပြီးမိမိရဲ့ပတ်စံအိတ်အတွင်းအိတ်ကတ်အတွင်းမှာဆောင်းသွားရင်ငွေမြဲစီတာတော့အထီးကြပဲဖြစ်ကြောင်းထပ်တော့ပြောကြလိုက်ရပါခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အလောက်ကလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်တော့ဒီလတာတော့ပြင်မှာ โอเอชမြင်နဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးပါတယ်အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲရေလန်းခီးသွားဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တော့လုပ်ငန်းတွေအကျိုးပေးတယ်ရွှေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းတွေလှုပ်ဆောင်တာမျိုးတွေကုတန်းရောင်းဝယ်ရေးတို့ငပိတို့ငှက်လျှောက်တို့ဟာစတင်လှုပ်ဆောင်လုပ်ရဲမိတ်ဆွေများဘာကိုကြည့်ပြီးကိုပိုင်းလုပ်ငန်းကိုယ့်ရဲ့ဟိုစနလို့ပေါ့ ဖြစ်လို့တဲ့မိတ်ဆွေများအဆက်တူပေါင်းစုလုပ်လို့တဲ့မိတ်ဆွေများရှေ့တူဆောင်ကလောက်ဆောင်မှာအစုရှယ်ယာနဲ့ပတ်သက်တဲ့လုပ်ငန်းလေးတွေအကျိုးပေးပါတယ် OA ရှမ်းပြည်တိုက်တာလေးတွေမှာလည်းမပြီးမပြတ်ဖြစ်နေတဲ့မိတ်ဆွေများပြီးပြအောင်ဆွမ်းဆောင်နိုင်တယ်လို့ OA ရှမ်းပြည်ကိုရောင်းခြင်းဝယ်ခြင်းတွေရှေ့တူဆောင်ရ လို့ကောင်းသောကာလဖြစ်ပါတယ်။ယာဒုလုံလိုင်းပိုင်ကနဲ့ပတ်သက်ရင်တော့ငကုခယာဒုကိစ္စနဲ့ပတ်သက်ပြီးယာဒုဖြစ်လို့တဲ့ကိစ္စမှာနှစ်ဦးနှစ်ခုနှစ်ခွာဆုံးဖြတ်ချက်နှစ်ခုချစ်တိုးရင်ကောင်းနောက်ဆုံးရင်ကောင်းဆိုတာမျိုးယာဒုတိုးရင်ကောင်းယာဒုတက်လက်ရှိရှိနေတဲ့နေရာနေရာလေးအစမပြေမှာကြောက်တယ်ယာဒုကလည်းတိုးကျင်တာမျိုးလေးတွေဆုံးဖြတ်ချက်နှစ်ခုနှစ်ခွာဖြစ်နေတာမျိုးလေးတွေအိုးအိမ်ချမ်းမြေနေရာထိုင်နေတဲ့ပတ်သက်ပြီးတော့ငွေကြီးနဲ့ပတ်သက်ပြီးအကုန်ကြလေးတွေများရတတ်တော့လေမိမိတို့အနေနဲ့ယာဒုတိုးခြင်းကိစ္စယာဒုတက်ခြင်းကိစ္စတွေမှာတော့ မိမိတို့ဖြစ်ရှင်တော့ကတော့ဖြစ်မလာပဲနဲ့အခုလို့စိတ်လျှော့ထားမှမဖြစ်ရှင်မှဖြစ်လာတာမျိုးလေးဂျုံကတည်းကအရင်ကြီးတော့ emotion နဲ့မဆန်နဲ့တစ်ဖက်လက်သားသားသမီးတွေနဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးဒီအနေငယ်ဖြစ်ရတတ်တော့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလက်တာတော့ဒီမှာဆိုရင်စားတော့ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစာစက်ပစ္စည်းနဲ့ပတ်သက်တာတွေ အိုးအိမ်ရှမ်းပြည်အင်းအိုင်အဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေဒီအဲခြေတို့ဆောင်ရလှုပ်ဆောင်မှာမိသားစုတွေတအုပ်နဲ့တအုပ်တယောက်နဲ့တယောက်နားလည်မှုလွဲနေတာစနေသားသမီးတွေဒီလက်ခါတော့ဒီမှာနားလည်မှုယူခြင်းအဲကိုကိုယ်တိုင်ကြိုးစားပြီးတော့စွမ်းဆောင်ခြင်းအစဉ်ပြေအောင်မိသားစုနဲ့ပတ်သက်ပြီးတော့နွနွထွေထွေဆောင်ရွက်ရှင်းဆုံးပြည့်ရှင်းနေတယ်ကမိစေစနေသားသမီးတွေကဒီလက်ခါတော့ဒီမှာအသာကောင်းမှုပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေအလှကုဆိုင်ရလုပ်ငန်းတွေခြေတို့ဆိုင်ရလှုပ်ဆောင်မှာငါဒါအပြင် အယောင်းဝင်တဲ့ပတ္တတမျိုးလေးတွေအဲရှေ့တို့ဆောင်ရလွတ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးမိဟောင်းဆွေဟောင်းတွေရအကူညီကောင်းထောက်ပူကောင်းရရှိတတ်တယ်လို့မိဆွေတစ်တည်းရအကြံစီတွေကိုရချင်ချင်းအခွင့်အလမ်းကောင်းတွေကိုပေါ်ပေါ်ချင်းချင်းကြုံရတတ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိဆွေတို့ဒီလာတာတော်တွေမှာဆိုရင်ညီကောင်မောင်နှမတွေရကိစ္စလေးတွေကြောင့်အစဉ်ပြေမှုလေးတွေထူးထူးခြားခြားအထောက်အကူတွေရရှိလာတာမျိုးလေးကြုံရတတ်တယ်လို့ဝေးကွာနေတော့ဆွေမျိုးညီကောင်မောင်နှမတွေနဲ့ပတ်သက်လို့ရှိရင်တရင်ကောင်းကြားခြင်းအလူတန်းလောက်ခြင်းဘာသာတရားအလူတန်းအဆက်ရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးပြုလုပ်ခြင်းတွေ တင်ကောင်းကြရခြင်းနဲ့နဘူဘမခေါ်မပြောတော့ညီကိုမတော်မသွေးရင်သားရင်နေနဲ့ပတ်သက်လို့နဘူဘပြောက်လို့အဆက်အသွယ်ပြတ်နေတော့သွေးရင်သားရင်နေနဲ့ပတ်သက်ပြီးတော့ပြန်လဲဆက်သွယ်ရရှိတာမျိုးတွေကြုံဟားတက်တယ်လို့ဆွေမျိုးသားချင်းတွေရဲ့အလှူဒါကိစ္စဘာသာရေးကိစ္စတွေမှာကိုကဥစည်းဥဆောင်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့မျက်နှာပွင့်လန်းစီတော့လဖြစ်ကြောင်းလဲထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနိုင်ငံခြားခရီးသွားရောက်ဝင်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရတဲ့မိတ်ဆွေများကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ရှင်းတာတဦးတယောက်ရဲ့အကူအညီကိုရယူလိုက်ပါ ငွေကြီးနဲ့ပတ်သက်လို့အလိန်ခံရတာမျိုးလေးတွေသတိထားဆင်ခြင်ပေးပါငွေကြီးနဲ့ပတ်သက်လာတဲ့အခါမှာခကြီးသွားကိစ္စလေးတွေတော့အထက်မှာလည်းဆရာပြောပေးတယ်လို့ငွေကုန်ကြီးကြအများကြီးတက်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်ဆရာတို့ကခကြီးသွားကိစ္စလေးတွေကြောင့်နိုင်ငံခြား passport visa လုပ်ငန်းလေးတွေကိုမထိမတွေ့မသိမမြင်တဲ့ကိစ္စလေးတွေမှာကိုကနေပြီးတော့ပြောဆိုတာမျိုးလေးတွေမှာနားလည်မှုလွဲတာမျိုးလေးတွေငွေကြီးအလိန်ကြအလိန်ခံရတာမျိုးလေးတွေ jump ဖြစ်သွားတာမျိုးလေးတွေကြုံရတဲ့အတွက်တော့ဒီတစ်ချက်လေးကိုသတိထားဆင်ခြင်ပေးရန်လိုအပ်သောကာလပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီရာထူးလုပ်ငန်းကိုင်ငန်းရာထူးနဲ့ပတ်သက်လာရင်တော့ အဲမိမိကိုငကိုကနားလည်မှုလွဲနေတော့ယာလူလုပ်ငန်းတွေမှာနားလည်မှုပြန်လဲရရှိလာတာမျိုးတွေငကိုကကိုယ့်ကိုအပြစ်တင်သောကိစ္စလေးတွေမှာတော့ကိုယ့်ကိုအစဉ်ပြေအောင်ဆွမ်းဆောင်နိုင်တော့အဲတူနဲ့တူတယောက်နဲ့တယောက်ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုကိုရရှိတော့ခါလာဖြစ်ပါတယ်။သို့တော့အထက်လူကြီးအမျိုးသမီးတူတယောက်ရဲ့မနာလိုမုန်းထားမှုလေးတွေကြောင့်ကိုယ့်ပေါ်မှာစီမံအသက်တွေစီကံအသက်တွေစနာလိုထုတ်တာမျိုးလေးတွေကြောင့်စိတ်မတိုင်းမချတာမျိုးလေးတွေအစိမ့်ရတာမျိုးလေးအနေနဲ့ကြုံရတတ်တယ်။တိထားဖို့လိုအပ်တာကတော့ဇန်နေသားသမီးမိတ်ဆွေတွေရဲ့ကံဟာဒီလာတာတော့ဒီမှာဘာကိုလုံးလုံး နှစ်ကြိမ်နှစ်ခါပြန်လို့ရတယ်လေဒီကြိမ်နဲ့မပြီးမပြတ်ဘူးစာချုပ်ကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေနေရာတိုင်းကိစ္စလေးတွေမှာလည်းနှစ်ခေါက်ပြန်ရှင်းရတာမျိုးတွေရာထူးတို့ရာထူးတက်ရာထူးတင်တဲ့ပတ်သက်လာရင်လည်းနှစ်ခါပြန်ရှင်းရတာမျိုးတွေဖြစ်ရတဲ့အတွက်ကြောင့်မလို့တခုတည်းကိုဥပမာပေါ့ကံတရားကိုလည်းယုံကြည်ဖို့လိုအပ်တယ် ဒါကြီးပေါ်မှာမရရင်ဆိုပြီးတော့အရန်ကြီးလိုက်ပြီးတော့ပြောဆိုတာမျိုးထက်အော်ဒါအောင်မှမရရင်လည်းနောက်တစ်ခုတော့ပါမှာပဲဆိုတဲ့ဒုတိယပတ်စဉ်မျိုးလေးတွေတွေးခေါ်ပြီးတော့ဖြစ်ရှင်တဲ့ emotional ဆန္ဒစနေကိုရပြီးသားကလည်းအရန်ကြီးဖြစ်ရှင်တဲ့ဆန္ဒပြင်းပြတဲ့လိုချင်လာရင်ဖြစ်ရှင်လာရင်ဘာအောင်မှဘီမဆိုင်တတ်တဲ့ဇယံအကျင့်ကလေးတွေဗီဇာကလေးတွေရှိတတ်တဲ့အတွက်ကြောင့်မလို့တစ်ခါလီမှာနည်းနည်းလေးအချိန်ကလေးကိုလော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 မလုပ်နဲ့အလင်းစလိုမလုပ်နဲ့အတင်းကြီးမပြောနဲ့ကိုယ့်ရဲ့အားနဲ့ချက်ဒီပေါ်စီကြောင်းဆရာကထထောင်ပြောကြလိုက်ပါရစေခင်ဗျလူငယ်တွေအချိန်ရင်းနဲ့ပတ်သက်လာရင်စနေတော်မိတ်ဆွေတွေ အခြေအင်းနဲ့ပတ်သက်လာရင်ဝေးကွာနေသူတွေပြန်လဲဆက်လို့ရရှိတာမျိုးတွေကြုံရတတ်တယ်လို့အခြေအင်းနဲ့ပတ်သက်လာရင်ငွေကုန်ကြီးကြအများရခြင်းမျိုးတွေအခြေအင်းနဲ့ပတ်သက်လာရင်ငွေကြီးအဲလက်လွန်လာမျိုးတွေအခြေအင်းနဲ့ပတ်သက်လာလို့ရှိရင်တော့ငွေကြီးနဲ့ပတ်သက်ပြီးတော့မိမိရဲ့ရှစ်သူကြီးရဲ့အစံပေမှုကြောင့်ဖြစ်စေအဲမိမိရဲ့အခြေအင်းနဲ့ပတ်သက်လာရင်ဆွတ်ရလို့ဟိုအကြောင်းပြုပြီးတော့ငွေကြီးကုန်ကြလေးအများတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိထားစီနေပေးရန်အတွက်တော့လူအကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ အမမိချစ်တော်မြတ်နိုးတော်သူကိုဖွင့်ပြောမနေပါနဲ့တယောက်တည်းနေပါတယောက်တည်းနေတာကောင်းပါတယ်ဘာလို့လဲဆိုတော့အထင်လွဲခံရတာမျိုးလေးတွေအဲကိုကဖွင့်ပြောတာမှအကြီးစားရှိတာတိလာတာမျိုးတွေပိုင်ရှင်ရှိတာတိလာတာမျိုးတွေဖြစ်ရတဲ့အတွက်မိမိချစ်တော်မြတ်နိုးတော်သူကိုလောလောလောဖွင့်ပြောတာမျိုးတဲ့တကယ်ကိုတိုးတိုးတိတ်တိတ်နဲ့ဆွဆွချန်ချန်နဲ့နေပြီးတော့မှစွမ်းနာလို့တိတ်တိတ်ချာချာလိလာပြီးတော့မှတယောက်နဲ့တယောက်ကူးနဲ့သူတိချာလိလာရှိပြီးတော့မှဆုံးဖြတ်ဆောင်ရွက်ရန်လိုအပ်သောကာလဖြစ်တယ်။သမီးသားများအနေနဲ့ကတော့တုံးနဲ့တူတယောက်နဲ့တယောက် ပြဿနာလေးတွေမဟုတ်တဲ့ကိစ္စအသေးပွဲလေးရနေပြီးတော့သူတလူငါတမင်းဆိုတဲ့အပြိုင်ဆိုင်လေးညင်းခေါ်ရတာလွဲကျွန်တော်ကတော့ဘာမှမဖြစ်ပါဘူးပြက်လိုက်ဆက်လိုက်ပြက်လိုက်ဆက်လိုက်နဲ့အဲစွမ်းလာလို့ပေါ့ဟိုဖြစ်နေတတ်တော့လေးတိုက်တိုင်းယူနေတတ်တော့အခြေကြီးကာလာကိုကျွန်ကတက်ပြင်မဲ့လို့အဲဘာမှစိုးရိမ်စရာတော့မရှိလာတော့ကာလာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့မိတ်ဆွေတို့ဒီလတာတော့ဒီမှာဆိုအကျိုးပေးသောအရာများကိုပဲဆက်လက်ပြောပြပြရစီဒီလတာတော့ဒီမှာအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့ကြာစာပရိသတ်သမီးတို့ရဲ့နဲ့တွဲဖက်လောက်တာမျိုးတနင်္ဂနွေနေ့တို့ကြာစာပရိနေ့တို့မှာလှုပ်ဆောင်တာဟာအားသာကောင်းမှုတိုးတက်နိုင်ပါတယ် ခီးသွားကိစ္စလေးတွေခီးထွက်လို့တဲ့ကိစ္စလေးတွေမှာစနေနေ့လို့စနေရက်တို့မှာခီးသွားတာမျိုးခီးထွက်တာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးအာသာကံကောင်းစီရောလာဖြစ်ပါတယ်အချို့ဖြစ်ကံကောင်းစီတော့အယောင်ဟာအဝါရောင်အစိမ့်ရောင်အပန်းရောင်ဖြစ်ပါတယ်ခင်ဗျာအချို့ဖြစ်ကံကောင်းစီတော့ကဏ္ဍအခရာတွေနေနေဆိုရင်၃ကဏ္ဍခုနှစ်ကဏ္ဍကိုကဏ္ဍနေတာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်အာသာကောင်းမွန်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်အဋ္ဌိကံပြုလို့တဲ့စနေသားသမီးမိတ်ဆွေဆရာငယ်မိတ်ဆွေများအဋ္ဌိကံပြုလို့တပါဆိုရင်တော့ အရဟံသိက္ခိဘဂဝါအောင်ဆိုတော့ယတိကြီးဥခန်ကြီးရဲ့ဂုံတော်ပတိကိုတနေ့ကိုနှစ်ပတ်လုံးနဲ့၁၇ရက်တည်းတည်းအတိတ်ကံပြလိုက်ပါကမိတ်ဆွေတွေအခက်ခဲမှန်များပြပြောက်သွားစီမှာအတိအကျပဲဖြစ်တယ်စကားမဆက်ဖြတ်ပြောပြရစီအရဟံမဟိယအန္တဇိယသူကနာလာတိတအတုလံစရဏံတိဘူမတ္တမံဆိုတဲ့ယတိကြီးဥခန်ကြီးရဲ့ငွေဝင်စီတော့ဒနာသိက္ခိဆိုတော့ဂါရာလေးကိုတနေ့ကို၂၈ခေါက်ရွတ်ရင်လဲငွေကြီးနဲ့ပတ်သက်လို့အထူးကောင်းကြောင်းစရာကထက်လောင်းကြပြန်ညွှန်လိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဆိုလို့ချင်းအချို့ပြီးတော့အရဟတော် အရှိမြောက်တောင်ရက်ဖြစ်ပြီးတော့စန်းတီယာရက်ကတော့တောင်ဆူဆူရက်ဖြစ်ပါတယ်ခင်ဗျာအကျိုးမပေးတတိထားတင်တော့ရက်အနေနဲ့ဆိုလို့ရှိရင်တော့မြောက်ဆူဆူရက်ကိုခီးထွက်တာမျိုးလေးတွေကိုတတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေဟာမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုအားနည်းစေတော့လာဖြစ်ပါတယ်တတိထားစင်နေမိရမှာတော့လာတဲ့နေရာတိုင်းမှာ 26ဒီသုံးချက်ကိုအရေးကြီးသောကိစ္စတွေမှာပြောမဆိုပါနဲ့သတိထားစင်နေပြပါအရေးကြီးသောကိစ္စပြောဆိုတဲ့ကိစ္စတွေမှာအထင်အောင်အကြံကြလေးတွေကြုံရတဲ့အတွက်26 28 28ဆိုတော့ရက်သုံးချက်ကိုတော့တာမန်အဖြစ်သတိထားစင်ကြရလိုအပ်တော့လအဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါသည်ဒါအပြင်မိတ်ဆွေတို့ဒီလတာတော့ဒီမှာသတိထားစင်ကြပြရမယ့်အချက်ကလေးတွေထပ်ချပါလိမ့်တယ်ဒါကတော့သတိထားစင်ကြပြရမှာတော့ စကားကိုခရီးလေးကြီးလေးလို့ပြောတာမျိုးလေးတွေတတိယဆင်ကျင်ပေးပါစင်ကန်းတော်တော်ပြောတာမျိုးလေးတွေကိုတတိယဆင်ကျင်ပေးပါငွေကြီးနဲ့ပတ်သက်လာရင်အမခံပြောတာမျိုးလေးတွေအကျိုးမပေးပါဘူးရှိတာငှားတာလေးတွေမှာအားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြီးဆွမ်းရလို့ပေါ့ဟိုဆွမ်းရလို့လူလိန်ခံရတာမျိုးလေးတွေအပြောကောင်းလို့ကိုကအကြွားတန်လို့အပြောကောင်းပြီလို့ မဖြစ်မနေပေးလိုက်ရတာမျိုးတွေငွေကြီးနဲ့ပတ်သက်လို့ကြုံရတတ်ပါတယ်။နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့လည်းအပြောင်းအရွှေ့ကိစ္စလေးတွေကြောင့်ငွေကြီးကြုံအခက်ခဲတာမျိုးတွေကြုံရတတ်တယ်လို့အဲတပည့်လက်သားသားသမီးနဲ့ပတ်သက်လို့လက်အောက်ငယ်သားနဲ့ပတ်သက်ပြီးတော့လည်းငွေကြီးအကုန်ကျနေတတ်သောကာလဖြစ်ပြီးတော့သားသမီးနဲ့ပတ်သက်လာရင်သားသမီးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်တတ်တော့လားသားသမီးစင်ရစရာလေးတွေတသမိစိတ်တော့ကအနေနဲ့ပြရမျိုးတွေကြုံရတဲ့ပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမဆိုတင်ယူလေ့လာခြင်းဟာမိမိရဲ့အနာဂတ်အတွက်အထောက်အပံ့ပြုစေတော့ပညာရေးလောကီပညာလောကုတ္တရာပညာတွေမှာရှေ့တိုဆောင်ရွက်လောက်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ် ဘုရားတရားပုံမူလို့ပါမကောင်းတဲ့အတ္တပညာတွေအတိုက်ခိုက်ပြီးရိုးရာညတ်တွေမြှုပ်တက်တော်လာဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျာဒီကြတာတော့ဒီမှာမိတ်ဆွေတို့နဲ့တတိယဆင်ခြင်ပေးရမယ့်အရာအမူနဲ့ဆိုရင်တော့အထက်အောက်အနက်အတေဝိတ္တမျိုးလေးတွေကိုတတိယဆင်ခြင်ပေးပါဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့မိမိတို့အနေနဲ့အကြွားတန်တာလေးတွေကိုတတိယဆင်ခြင်ပေးပါဒါအပြင်ဘာဘူးလို့လို့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့အနေနဲ့ စနရကနှစ်ဦးနှစ်ယောက်ကွဲဖက်လောက်တာမျိုးလေးတွေနှစ်ယောက်ခဲသွားလောက်တာမျိုးလေးတွေနှစ်ရက်နေမှာသွားလောက်တာမျိုးလေးတွေသတိပြုစီရင်ပေးရလိုအပ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစေခင်ဗျာငွေကြီးနဲ့ပတ်သက်တာဘာလို့ဖြစ်ဖြစ်ငွေနဲ့ဖြည့်ရှင်းတာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်ပြီးတော့စကားလက်လွန်ပြောတာမျိုးလေးတွေမှာသတိထားစီရင်ပေးရလိုအပ်ပါတယ်အိမ်တော်ဟိအိမ်တော်ဟိနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအိမ်တော်ဟိနဲ့ပတ်သက်လာရင်ငဘူကတွင်းရင်းနေတော့အိမ်တော်ဟိဒီမှာတော့အကြောင်းအရာမျိုးစုံပြောက်ငွေထွေးမှုတွေပြန်လဲရရှိတာမျိုးလေးတွေအိမ်တော်ဟိနဲ့ပတ်သက်လာရင်တဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့ဒီကာလမှာ PO1 ငြိမ်းချမ်းမှုနဲ့အေးချမ်းမှုတွေအလိုရှိနေ တော့လာဖြစ်ပါတယ်စနေသားသမီးတွေအတွက် IUPDC ကတားတော့တစ်ကတ်လောက်ဆွဲပေးပြရပြီစနေသားသမီးမိတ်ဆွေများလက်ရှိမှာမိမိတို့အနေနဲ့စေတနာတွေဝေဒနာပြရတတ်တဲ့စကားကိုလက်လွတ်စကားလက်လွတ်မပြောပါနဲ့အဲသူများရဲ့ဂျားတုံးကြမှာမဝင်ပါနဲ့အေးသူများတွေရဲ့ဂျားတုံးကြဆိုတော့မိသားစုဂျားထဲမှာပူပေါင်းဝင်ပြောကမှအဲစေတနာတွေဝေဒနာပြရတာမျိုးလေးတွေ ဒီကလာတော်တွေမှာဂျာတုံးဂျာမဝင်ကောင်းဘူးဆိုသလိုစေတနာတွေဝေဒနာပြရတတ်တယ်သူများရဲ့အိမ်လေးကိစ္စလေးတွေမှာကိုကဝင်ရောက်ကူညီကမှအထင်လွဲမုန်းတာမျိုးတွေသတိပြုစင်ကြံလိုအပ်တော့လာဖြစ်ပါတယ်ဒါအပြင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့မိမိအိမ်တွေမှာအဆုတ်တွေရှိလို့ရှိရင်စွန့်မိပါအိုးအဆုတ်တွေအိုးအပယ်တွေအဲဒိတ်ကုန်နေတော့အဆွမ်းလာလို့ပေါ့ရက်ကုန်နေတော့အရာတွေပြက်ကြရင်အဟောင်းတွေအပြက်တွေရှိလို့ရှိရင်လည်းစွန့်မိဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်ဒီကလာတော်တွေမှာမိတ်ဆွေတို့တွေက Loki ဆရာတွေကထောက်ကူပြုခြင်းမျိုးတွေအဲဆွမ်းလာလို့ပေါ့ယဟန်တန်ကားတို့ဘာသာရေးဆိုင်ရာတို့ဖုန်းကြီးတို့ယဟန်တို့အစရှိတဲ့ပုံကိုယ်တွေရဲ့ အကူအညီကိုရရှိတတ်သောလဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလကတော်တို့မှာဆိုလို့ရှိရင်တော့အဲမိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့တန်ကိုတိုးတက်ကောင်းမွန်စေရန်အတွက်ဆိုလို့ရှိရင်တော့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စလူရကိစ္စအမှုကိစ္စကိုမပြောမီမသွားမီမှာမိမိတို့ရဲ့အိမ်မှာရှိတဲ့မျက်စွာဖရားကိုတောက်ရီခုနှစ်ခွက်တိတိတောက်ရီခုနှစ်ခွက်တိတိလူပြီးတော့မိမိရဲ့လူရကိစ္စမှုကိုအောင်မြင်ပါစေဆိုပြီးတော့ကျိန်းတည်စုတောင်းပြီးတော့သွားတာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေတော်လာဖြစ်ပါတယ် ဘဇက်ကဖရာလက်ကကာယမလုပ်ပါနဲ့ဘာသာတရားပုံမလုပ်ပါအအတကြီးသူတွေမရှိသူတွေဆင်းရဲသူတွေအဆရှိတဲ့ပုံကိုမျိုးလေးတွေကိုလာစင်လာတိုင်းဖြစ်စေအပတ်စင်အပတ်တိုင်းဖြစ်စေမှာကိုတက်နိုင်တလားစားတောက်เสียစားဖို့နေရေးဆိုသလိုပဲဇီဝိဒသဒ္ဒနာလေးလူတန်းအမျိုးဖြစ်စေစားတောက်ကိုဆရာလေးတွေလူတန်းအမျိုးအားဖြင့်မိများပြုလို့ချင်းပြင်းမိတ်ဆွေတွေရဲ့ကံကိုတိုးတက်စေသောကာလဖြစ်ပါတယ်သူများရဲ့ဓာတ်ခုရာကြတဲ့လက်မုံဝင်ပါနဲ့ ဘာဘုန်းကြီးတွေစေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်ကြောင့်လို့ဖြစ်နိုင်လို့ရှိရင်မိမိတို့အနေနဲ့မိမိရှိတာကိုကြွားတာမျိုးနဲ့သူများတွေရဲ့စကားကိုပဲမင်းများနားထောင်ပြီးတော့ကိုကဝင်ပြီးတော့စိတ်လို့လိုက်ရဝင်ရောက်ဆုံးဖြတ်ဆောင်ရွက်ပြီးတာမျိုးလေးတွေကိုတော့တတိကဆင်နေပြန်တော့တော့လိုအပ်တော့ကာလဖြစ်ပါတယ်လက်ဆက်နဲ့ပတ်သက်တာမျိုးလေးတွေကိုင်ွယ်အသုံးပြုတဲ့အခါမှာတတိကဆင်နေပြန်လိုအပ်တော့ကာလဖြစ်ပါတယ်မိမိတို့အနေနဲ့ဒါလေးကိုသတိပြုဆင်နေရတော့တော့လိုအပ်တော့လာဖြစ်ပါတယ်အဆက်ဆက်အရာရာမိမိတို့ရဲ့အဲရောင်းကုန်တွေဝယ်ကုန်တွေအယောက်တွေအယောက်ဖက်စီလို့မိမိတို့ရဲ့ကုန်ပစ္စည်းတွေမပြောမိမှာ ဆရာလက်ရှိမန္တလေးရောက်နေပါတယ်အစာကြီးကွန်ဒို74 24 25လမ်းမှာပါခင်ဗျာတော့ဆရာနဲ့အေးဆေးတွေ့ကျင်နေဆိုရင်ဆရာအောင်ငကူကပုံမှန်မင်းနေကြတိုင်းဖြစ်တယ်ခွန်ကိုတုံညာနေကိုတုံညာလေးတရှောက်ဝါအက်တယ်လီဂရမ်မှာဖြစ်စီဘိုင်ဘာနံပါတ်96 50 55နေမှာဖြစ်စီဗေဒင်မေးလို့လည်းရတယ်လို့မိတ်ဆွေတို့နည်းဆရာဆရာနဲ့တွေ့ကျင်လို့ပါဆိုဆရာအောင်ဇင်းတင်ပေးပါမိတ်ဆွေတို့မန္တလေးဘယ်မှာနေလဲဆရာဖုံးပြန်ဆက်တော်ရအောင်ပြပါဆရာရရှိင်းကိုရှိမှလည်းရှိသေးတယ်ဆိုတော့ရရှိင်းရမယ့်ရကိုဆရာဖုံးပြန်ဆက်ပေးပါမယ်အေးစစ်စစ် private တွေ့ကျင်တဲ့သူတွေပဲဆရာတွေ့ပေးပါမယ်လို့ဆရာကပြောရင်းနဲ့ မိတ်ဆွေစနေသားသမီးတွေမိမိတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတို့အယောင်းဖက်ထွက်စေဖို့အတွက်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်ပါစေဆိုပြီးတော့ရိုက်ကုန်ထိတွေ့ရောင်းလိုက်ပါမိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်ကလေးတစ်ခုနဲ့ရိုက်ကုန်ထိတွေ့ပြီးတော့ရောင်းထွက်ပါစေဆိုရိုက်ကုန်ထိတွေ့ရောင်းလိုက်ပါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေအယောင်းတို့အယောင်းဖက်စေပြီးတော့ရောင်းဝယ်မှုတွေအားကောင်းလာပါပါအဆက်ဆက်ရတဲ့အစင်ပြေအားကောင်းစေပြီးငွေရေးကြေးကအားကောင်းစေရန်အတွက်တလတာလုံးငွေဝင်ကောင်းစေရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဖြင့်ဆရာအများရန်ပြည့်လိစီပါလေဝေကြီးနဲ့ပတ်သက်လို့ ဝင်ကြီးကံကောင်းစီပြီးအဆက်ဆက်ရရအစီအမီအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ဝင်ကြီးကံအားပြုစီရန်အတွက်ရေတရာအနေနဲ့ဆိုရင်တော့ဖြစ်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့နော်မိမိတို့ရဲ့ဟိုဆက်လာလို့ဈေးဆိုင်သို့မဟုတ်လို့ရှိရင်မိမိတို့ရဲ့အိမ်အတွင်းမှာဖြစ်စေမိမိတို့မျက်စောမျက်စောဖေးရမှာလှူထားတဲ့တောက်ရည်တွေကိုစွန်မှစွန့်မိတဲ့အခါလောကဝိတုဆိုပြီးတော့အခေါက်40တိတိကျော်ပါဆရာပြန်မှာပါမယ်နော် ရေဖန်ကလေးဖះတတ်တော်ကြီးလေးကိုစွန်းစွန့်ပြီးတော့ရေလေးကိုလမ်းကြောင်းလေးနှစ်ခုနှုတ်နှစ်ပြီးတော့လောကဝိဓုဆိုပြီးတော့အခေါက်40ရွတ်ပါအခေါက်40ရွတ်ပြီးတော့မိမိတို့ရဲ့ပိတ်နေတော့အိမ်ဈေးဆိုင်လုပ်ငန်းကိန်းကန်တွေကိုလက်ကလေးတွေနဲ့လိုက်တောက်ပြီးတော့ဖျက်မှာနော်ဆက်ပြန်ပြောပြမယ်ဂိုင်းပါတော့ဖန်ခွက်ဖြစ်ဖြစ်ဂိုင်းမပါလဲဖန်ခွက်ဖြစ်ဖြစ်မြတ်စွာဘုရားမှာဒီကားတဲ့တောက်ရည်လေးတစ်ခွက်ကိုယူယူပြီးတော့စွန့်ပြီးယူပြီးတော့လမ်းကြိုးလေးနှစ်ချောင်းနဲ့လောကဝိဓုဆိုတော့အခောက်၄၀ရွတ်ရွတ်ပြီးတဲ့အခါမိမိတို့ရဲ့ဈေးဆိုင်တွေအိမ်တွေလုပ်ငန်းတွေဖခင်เจ้าဆောင်တွေအခန်းတွေမှာလိုက်ပြီးတော့ ်ဖျားမှာဒါဆိုရင်မိတ်ဆွေတို့ရဲ့အိမ်တွင်းဝိုင်းတွင်းစိုင်တွင်းမှာပိတ်နေတယ်လက်လာပါလိပြန်လဲပွင့်လန်းစီအဆက်ဆက်ရရအောင်မြင်တိုးတက်စီမှာဂျင်းသေးပေါ့ပြောရင်လည်းစနေသားသမီးမိတ်ဆွေတွေအားလုံး2025ခုနှစ်ဒါကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်စနေသားသမီးတွေအတွက်အောက်တိုဘာ10လပိုင်းတွင်တက္ကသဆောင်ရဆောင်ရတော့ကန်ဂျမာဟောစတန်ကိုဆရာကဟောကြားပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စနေသားသမီးမိတ်ဆွေတွေအားလုံးဒီ2025 10လပိုင်းတွင်မှာယတနာစိန်လျှောက်ဇေတောက်တိုင်းကစားနိုင်လို့ တက်နေတဲ့ဘုလက်ဝေဖြူလို့စီစဉ်ဥစ္စာတွေတိုးပွားကြပါစေကြောင်းဆရာခမေတ္တာဘုထောပနာပြုဆန္ဒပြုနေကဲစနေနေ့နောက်တစ်ပတ်မှပြန်ဆုံပါမယ်ခင်ဗျာမန္တလေးရမိတ်ဆွေတွေဆိုရင်တော့ဆရာကြီးကိုခုနကလွတ်လို့ရတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဇနီသားသမီးကပါခုနှစ်ရာသားသမီးမိတ်ဆွေတွေအားလုံးယရနာစင်ကြောက်စေတော့တိုင်းကစားနိုင်လို့